はい、皆さん、こんばんは、ねです。私、でね、マテナチャビဖြစ်တဲ့ info ရဲ့ grammar pattern ကိုဆက်ပြီးတော့ share လုပ်ပြီးတော့မှာဖြစ်ပါတယ်။အစကတော့တကြိမ်ရမှာအပြီးတင်ပေးမယ်ဆိုပြီးတော့ ရှည်ထားခဲ့ပြီမဲ့လေပဲဝတ္တရှိတို့ရုပ်ကမှာကပဋ္ဌံပွဲရှိတာဆိုတော့ညောညာရောဆုညံနေရကြောင်းဘာမှလုပ်ပြီးလို့မရလို့ပါအမြဲတမ်းပဲဗီဒီယိုတင်တဲ့အခါမှာအတန်နောက်ခံတန်နေမပါစီချင်တာပေါ့နော်အထီးကတော့စိတ်အေးချမ်းချမ်းလေးနဲ့စာလုပ်စီချင်တာကြောင့်ဆုညံတန်နေမပါတဲ့အချိန်ညတွေမှာပဲဝတ္တရှိအမြဲတမ်းဗီဒီယိုရွေးပြီးတော့ရိုက်တင်ခဲ့တယ်ပေါ့စသဖြင့်နေပြီးတဲ့အချိန်မှာညနေတီအထိဝတ္တရှိဗီဒီယိုရိုက်ပြီးတော့တင်ခဲ့ပြီးခဲ့တယ်အခုကတော့24နာရီလုံးလုံး ဆိုတော့ဘယ်လိုမှရိုက်ချင်မရလို့ရိုက်ပြီလို့မရလို့ဗောနော်အဲဒါကြောင့်မမတင်ခဲ့ပါဘူးအခုပထမပြီးသွားပြီဆိုတော့ဒီနေ့ကစပြီးတော့ဆက်ပြီးတော့တင်ပြီးသွားပါမယ်လို့ကြောက်ပြီအဲ့ဆိုဒီနေ့အခန်း39ကိုဆက်ပြီးတော့ရှင်းလို့ပြီးသွားမှာဖြစ်ပါတယ်ဝတိချင်းနဲ့တူတူလိုက်ပြီးတော့လေ့လာကြမယ်နော် ကဲဒီနေ့အခန်းသုံးဆက်ခွန်ကတော့ဝါဒရှိတော့နောက်ထပ် K တစ်ခုလေးကိုဆက်တင်ရမယ်ပေါ့နော် K ဒီနေ့ K ကတော့ဗာလေးဆိုလို့ရှိရင်တော့ Okay me K Okay me K ဒီဗတ်ချင်းခံရတယ်တရားရောက်စီကနေလှုပ်ချင်းခံရတာအယိုးရှင်းဆုံးနားလေလေဆုံးပြောရလို့ရှိရင်အလုတ်ခံရတဲ့သူဘက်ကနေပြန်ပြီးတော့ရေးတဲ့ K ပေါ့နော်ဥပမာထားပါတော့အမေကကျွန်တော်ကိုဆူတယ်အဆူခံရတာဘယ်သူလဲကျွန်တော်အဲ့တော့အစုခံရတဲ့ကျွန်တော်ဘက်ကနေရေးတဲ့ပုံစံမျိုးကျွန်တော်အမိတ်စီကနေစုခံရတယ် နောက်တစ်ခုဆရာကចောင်းသားကိုချီးကျူးတာအချီးကျူးခံရတာဒီចောင်းသားအဲ့တော့အဲ့ចောင်းသားကြီးကဆရာစီကနေချီးကျူးခြင်းခံရပါတယ်ဆိုပြီးတော့ဒီခံရတဲ့သူကိုပြုတ်လုတဲ့နေရာမှာသွားရေးလိုက်တာကွာဟိုတကြီးကအင်္ဂလိပ်စာမှာဆိုလို့ရှင်လည်းရှိရပေါ့နော် adjective ဆိုတဲ့ပုံစံမျိုးလေးခံရတဲ့သူကနေပြန်ရေးတဲ့ပုံစံမျိုးအဲ့လိုမျိုးဆိုလို့ရှင်ဝတ္တိရှိတို့က who came k လေးကိုသုံးတယ်ပေါ့ဥပမာထားပါတော့ အာပွဲတစ်ခုခုကိုကျင်းပါတယ်ပွဲဆိုတာသူ့ဘာသာသူကျင်းပါလို့မရဘူးလीเนาะလူတွေကနေကျင်းပါမှာအဲ့တော့ဒီပွဲကြီးကကျင်းပါခြင်းခံရတယ်လို့ပြောခြင်းနဲ့အခမျိုးမှာ okay me k လို့သုံးတာဝတ္ထရှိတော့ကျင်းပါတယ်လို့ပဲအဲ့ဒါအဲ့ဒီဟာတွေမှာတော့ကျင်းပါတယ်လို့ပဲဘာသာပြန်ကြတာများတယ်ဒါပေမဲ့ကျင်းပါခြင်းခံရတယ်ဆိုတဲ့ okay me k လေးနဲ့ရေးရမယ်ဆိုတာသတိကပ်စီခြင်းတာပေါ့နော်ပွဲတွေအခမ်းအနားတွေဆိုလို့ရှိရင်ဒါဒီတရားဥပဒေစီကနေကျင်းပါခြင်းခံရမှာလူတွေကကျင်းပါမှာမလို့အဲ့ဒီပွဲကြီးဒီဒီလူတွေစီကနေကျင်းပါခြင်းခံရပါတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ okay me k နဲ့ရေးရမှာ မလို့ grammar pattern တွေကိုရွေးတဲ့အခါမှာရှေ့မှာပွဲတဲ့အခမ်းအနားတွေဒီပြုလုပ်တဲ့သူနေရာမှာပါလာခဲ့ရင်ဘာတကြီးတို့ဒီဥခမိခေလေးကိုရွေးမယ်ဆိုတာလေးကိုသတိချက်စီခြင်းလို့ပါပေါ့နော်။ကဲဟုတ်ပြီ။ဥခမိခေဥခမိခေဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့ e line ကနေ a line ပြ re mask ကမယ်။ထုံးစံအတိုင်း a line ကိုပြောင်းတဲ့အခါမှာ a ဖြစ်နေခဲ့ရင်တော့ အမပြောင်းမနေဝတ္တရှိတို့ကအဖြစ်လို့အဖြစ်မှာလေဟုတ်တယ်မလားဤလိုင်းကနေအလိုင်းပြောင်းဆိုတော့တကယ်လို့ဤနဲ့ဆုံးနေဤဆိုလို့ရှင်ဤအလို့မရေးပဲနဲ့ဤဝါရဲမဆိုပြီးရေးမယ်ပေါ့ဒါကတော့ရှင်မလေးဝတ္တရှိတို့ 9k တင်ခဲ့တုန်းကလည်းပြောခဲ့တယ်ပေါ့နော် 9k တင်တုန်းကလည်းဝတ္တရှိတို့ရှင်မတော်က n5 ခဏကပြောခဲ့တဲ့ပုံစံမျိုးလေးနဲ့အတူတူပဲနောက်တစ်ခု group 2 group 2ဆိုရင်တော့ရာရဲမစကတ်မယ် group 2 raremas ကမဲ့ group 3 khima ဆိုရင် kho raremas shima ဆိုရင် saremas ဒါကတော့ကြည့်ရမှာပေါ့အဲ့တော့ ukemi ke ဘယ်နေရာမှာသုံးမလဲဆိုရင်တရားရောက်စီကနေလှုပ်ချင်းခံရတာအဲ့တော့လှုပ်ချင်းခံရတယ်ဆိုတဲ့အခြေအနေမျိုးမှာရေးမယ်အဲ့တော့လှုပ်တဲ့သူရဲ့နောက်မှာလည်း particle ညှိလိုက်မယ်တကယ်လို့ particle လေးမြန်မေးလာခဲ့ရင်ဟာလား ukemi ke ရဲ့ရှစ်မှာဘာတွေရှိနိုင်မလဲဆိုလှုပ်တဲ့သူရှိမယ်အဲ့ဒီလှုပ်တဲ့သူရဲ့နောက်မှာ particle တွေညှိလိုက်တယ်ပေါ့ဒါလေးလည်းသတိထားစီချင်ပါတယ်ကဲဟုတ်ပြီအဲ့ဆိုဘာဒီရက်ဒီ ukemi ke လေးကိုပို့ပြီးတော့မှတ်မိအောင်လို့ ဒီမှာထပ်ပြီးတော့ဘက်ကလေးနဲ့ပြောပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ကွယ်ဝါတရှိတို့ group 1ဆိုရင် e line ကနေ r line ပြောင်းရမှာကပ်မယ်အဲ့တော့ e mask ပြောသည်ပြောသည်ဆိုရင် e ကနေ r ဆိုတော့ r ပြေးလို့မရဘူးဝပဲရရမှာဆိုတော့ e ဝ re mask ကပ်မှာဆိုတော့ e ဝ re mask ပြောခြင်းခံရတယ် ခါခီမတ်စ်ကရေးတည်ကွာအဲ့တော့အီလိုင်းကနေအလိုင်းပြောင်းဆိုတော့ခါခီဆိုတော့ခခခနောက်ကရေမတ်စ်ကခခရေမတ်စ်ရေးခြင်းခံရတယ်။ဟိုရှီမတ်စ်ကဖိတာနှိပ်တာအီလိုင်းကနေအလိုင်းပြောင်းဆိုတော့ရှီရဲ့အလိုင်းဒီစအိုစာရေမတ်စ်ကမဲအိုစာရေမတ်စ်နေချင်းခံရတယ်။မာချီမတ်စ်ကစောင်းတာဂရုဝန်ဆိုတော့အီလိုင်းကနေအလိုင်းပြောင်းမယ်ဆိုတော့ချီရဲ့အလိုင်းဒီတမာတရေမတ်စ် စောင့်ခြင်းခံရတယ်ပေါ့ Formimas ကနင်းတာ Group 1ဆိုရင် E line ကနေ A line ပြောင်းဆိုတော့ဝတရှိတို့ဒီမိဆိုတော့မပေါ့ Fumaremas နင်းခြင်းခံရတယ်ဒါဒီ Group 1ကိုပြောင်းပြတာနောက် Group 2 ဘောက်စုဂရုလူဆိုရင်တော့ Rarimas ကတ်မယ်ဆိုတော့ဒါပေမဲ့စားသည်ဆိုရင်ဒါပဲ Rarimas စားခြင်းခံရတယ်။ Homemas ချီကျူတယ်ဆိုတော့ Home Rarimas ချီကျူခြင်းခံရတယ်။ Shirabemas ရှာဖွေတယ်ဆိုတော့ Shirabe Rarimas ရှာဖွေခြင်းခံရတယ်။ Mimas ကြည်တယ်ဆိုတော့ Mi Rarimas ကြည်ခြင်းခံရတယ်။ မာချီကာအဲမဆိုလွဲတယ်မားတယ်ဆိုတော့မာချီကာအဲရာရဲမဆိုလွဲချင်းခံရတယ်မာချင်းခံရတယ်တရားဥစီကနေလွဲချင်းခံရတယ်ပေါ့နော်ဥပမာဖြားပြပြအဲ့လိုမျိုးပြောချင်တဲ့ခါမျိုးမှာတုံးတယ်ခီမတ်ခိုရာရဲမရှီမစာရဲမဒါဂရုတရီဂရုတရီမှာနောက်ထပ်တတိမထားမိကြမှာလွတ်မှာဆိုလို့ပေါ့နော်ကြည့်တဲ့သူတိတဲ့သူတွေဆိုရင်တော့ကြော်သွားလို့ရပါတယ်နောင်ဘလက်ရှီမဆိုတဲ့ဘတ်တေတီလည်းဂရုတရီမှာအကျုံးဝင်တယ်ပေါ့နော်နောင်ဘလက်ရှီမဥပမာဟာခန်ရှီမဟာခန်ရှီမဆိုတဲ့အတီဝတ္တိတို့ တခုခုကိုရှာဖွေတွေ့ရှိတာပေါ့နော်အဲ့လိုမျိုးရှာဖွေတွေ့ရှိတာဟာခန် bless ရှီမာဆိုရယ် non bless ရှီမာစပတ်ကြီးအဲ့လိုမျိုးစင်လဲဝတ်တဲ့ဒီရှီမာကိုပြောင်းတဲ့အတိုင်းပဲပြောင်းမယ်ဟာခန်ကဟာခန်ပဲရှီမာစကိုပြောင်းတော့စာရဲမှာဟာခန်စာရဲမှာဆိုပြီးပြောင်းမယ်ပေါ့ဒါလေးကိုတတိချက်စီခြင်းလို့ပါ အဲ့တော့ဒီနေ့ရဲ့ Okemike ကိုဝတ္တရှိရဆက်နစလေးကြီးဖတ်ပြပါအောင်မယ်ဝတ္တရှိဝဆန်စေနီဟိုမဲရာရဲ့မတ်တာကျွန်တော်ကဒီမှာပြုလုပ်ခံရတဲ့သူဆိုတော့ကျွန်တော်ကြီးကိုထိတ်ကနေထားရေးထားတာကျွန်တော်ကဆန်စေနီဆရာစီကနေဟိုမဲရာရဲ့မတ်တာချီကျူးခြင်းခံရတယ်ဥပမာဆရာကကျွန်တော်ကိုချီကျူးတယ်ဆိုလို့ရှင်ဆရာကိုရှေ့ရရေးမှာအဲ့လိုမဟုတ်ဖ ೇನೆ ကိုပြုတ်လောက်ခံရတဲ့သူအနေနဲ့ရှေ့ရနေရေးလိုက်တဲ့အခါမျိုးမှာဥခဲမိခေလေးတော့မယ်ကျွန်တော်ကအဲ့တော့ပြုတ်လောက်တဲ့သူစီဆိုရင်တော့နီပါတီကဲနီလီတော့မယ်ပေါ့အဲ့တော့များသောအားဖြင့် ပါတီကယ်နီနဲ့နောက်ကဗရီရှိတို့ဒီဥခဲမီခီလင်းနဲ့ဒီတွဲရှိနေတတ်တယ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးလူမဟုတ်ဘဲနဲ့ဒီလိုမျိုးအခြေအနေမျိုးတွေမှာဆိုရင်နောက်တစ်မျိုးရှိနိုင်သေးတယ်ဒီမှာအိုဆာကာတဲ့ဒန်ရန်ဂိုင်ကဟီခါရာရဲ့မတ်စ်တဲ့အိုဆာကာဆိုတဲ့ကျင်းပတဲ့နေရာတွေပွဲတွေကျင်းပတဲ့အစားအိုးတွေတိစောက်တယ်ဆိုလို့ရှိရင်သူတို့ရဲ့နေရာတွေမှာပါတီကယ်ဒီဂျဲလိုက်မယ်ပေါ့နော်အိုဆာကာမှာဒန်ရန်ဂိုင်ဆိုတဲ့ကုန်စည်ပြပွဲကြီးကဟီခါဟီရာခါရဲ့မတ်စ်ပေါ့နော်ကျင်းပခြင်းခံရတယ်ပေါ့ ဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ particle ကပေါ့နော်ပြုလုပ်ခြင်းခံရတာတရားရုံးစီကနေဆိုတော့ပြုလုပ်တဲ့သူကိုထက်မရတော့ဘူးအဲ့တော့ဒီကုန်းစီပြပွဲဆိုတာလူတွေကလုံမှာဘသူတွေကတော့ကျင်းပပါတယ်ဆိုတော့ထည့်ရေးစီကမလိုဘူးအဲ့ဒါဆိုရင်ဝတ္တရှိတို့ကဟိခါရဲမဆိုတဲ့ buffle ကိုသုံးမယ်တတိထားစီခြင်းနဲ့အကြောင်းအရာဒီဝတ္တရှိတို့ပွဲတွေကျင်းပတာအဆောက်အဦတွေတိဆောက်တယ်ဆိုရင်ပြုလုပ်တဲ့သူပါမှာမဟုတ်ဘူးဒါပေမဲ့မပါပေမဲ့လေဒါတွေဒီတရားဥစီကနေတိဆောက်ချင်းခင်ရတယ်ကျင်းပချင်းခင်ရတယ်ဆိုတော့ကိုယ်တည်တတိချက်ပြီးတော့ ဘာရေးရမှာလဲဆိုရင်ဥခဲမီကေပါလေးကိုရေးရမယ်ဆိုတာလေးကိုသိစေချင်တာပါနောက်တစ်ခုခွနောပီဂျီဆုတ်ကန်ဝါဒီပီဂျီဆုတ်ကန်အနုပညာပြတိုက်ကြီးကယခုနဲမအင်းနိနှစ်တရာမတိုင်ခင်ကလေးက အာမတိုင်ခင်ကပေါ့နော်တဲရရဲမရှိတာတိဆောက်ချင်းခံခဲ့ရပါတယ်ဟောဘသူကတိဆောက်လဲဆိုတာမပါဘူးပွဲတွေအစာဝတွေမှာဘသူကတိဆောက်လဲဆိုတာမပါဘူးဒါပေမဲ့အဲ့အရာတွေဒီသူတို့ဘာသူတို့ဖြစ်လို့မရဘူးလူတွေကပဲတိဆောက်မှရမှာအဲ့ကြောင့်အဲ့အရာကိုပြောချင်တဲ့အခါမှာနောက်မှာဥခဲမိခေလေးနဲ့ကြွေးရည်တယ်ပေါ့ဒါလေးကိုတတိကတ်စီချင်တာပါနောက်တစ်ခုကတော့ဥခဲမိခေတဲ့အီမဆိုရဲအတုံးလေးရှိတယ်ပေါ့နော်ဘာတရှိတော့ N5 တုံးကတင်ခဲ့ရတယ်ဘတ်ဂျက်အီမဘတ်ချင်းအာဘတ်နေတာပေါ့နော်တစ်ခုခုကိုလုံနေတယ်ဒါပေမဲ့အီမစားနေတယ်ဟာလာဒါမှမဟုတ်ရှင့် စားနေတယ်၊သွားနေတယ်၊လာနေတယ်၊တောက်နေတယ်၊စာဖတ်နေတယ်၊အိမ်စာလုပ်နေတယ်၊ဘန်ကယ်ရှိတယ်၊အစားလေးလာနေတယ်ဆက်သဖြင့်အဲ့လိုမျိုးတွေကွာလက်ရှိလုပ်နေတဲ့အခြေအနေမျိုးတွေကိုပြောချင်တဲ့ခါမျိုးမှာ better imas မှာပြီးလို့ရှိရင်အငြင်းရန်ဖြစ်လိဖြစ်တာဖြစ်နေကြပါတော့အငြင်းရန်ဖြစ်နေကြအကြောင်းအရာတွေပြောချင်တဲ့ခါမျိုးမှာဆိုရင်လည်း better imas သုံးခဲ့တယ်ပေါ့အခုဒီမှာဗာလဲဆိုလို့ရှိရင်အငြင်းရန်အလောက်ခံနေရတဲ့အကြောင်းအရာတွေ ီမှာဥခဲမိခေးဆိုမှာတော့အများတန်းခံနေရတာဟိုရုံးကနေရအခုချိန်ထိဟိုရုံးကနေရအခုချိန်ထိခံနေရဈေးဆိုတဲ့အကြောင်းအရာတွေကိုပြောချင်တဲ့အခါမျိုးမှာဘတ်တဲ့အဲဘတ်ဥခဲမိခေးကိုဥခဲမိခေးကိုတဲဖောင်ပြောင်းမယ် e-mask ကတ်မယ်ပေါ့နော်ဘမထားပါတော့ဒီတချင်းကဟိုရုံးကနေကလူတွေကလူဆိုင်များနေတာလူဆိုင်များပြီးတီးဆိုနေကြတာအခုချိန်ထိလည်းတီးဆိုနေကြတော့မယ်ဟိုရုံးကနေကဆိုတာအခုထိလည်းဆိုနေတော့မယ် နောက်တစ်ခုဒီစာအုပ်ကဟိုရုံးကနေလူငယ်တွေကြားမှာရေးပန်းစားခဲ့တာအခုချိန်ဒီဒီလူငယ်တွေကြားမှာလည်းရေးပန်းစားခံနေရဆဲပဲ။ ဒီလူငယ်တွေကြမှာအဖက်ခံနေရသေးပဲဖက်ဖက်ချင်းခံနေရသေးပဲပေါ့နော်အပေါ်မှာဒီစာအုပ်ကိုဟိုရုံးကနေဖက်ကြတာအခုချိန်ဒီလည်းဖက်နေကြသေးပဲစာအုပ်ဆိုတာမျိုးလူတွေရပဲဖက်မှာစာအုပ်ကဖက်ချင်းခံရမှာအဲ့လိုမျိုးအခြေအနေမျိုးတွေဟိုရုံးကနေလက်ရှိအချိန်ဒီလှုပ်ချင်းခံနေရသေးဆိုတဲ့အကြောင်းအရာတွေကိုပြောချင်တဲ့ခါမျိုးမှာ vocabulary တဲ့ emails ကိုသုံးမယ်လက်ရှိချိန်ဒီအခုချိန်ဒီလှုပ်ခံနေရသေးပေါ့ဒီမှာဆိုရင်ခနူတာဝဆေကိုင်ဂျူတဲ့ဥတာဝရတဲ့ emails ဥတာ emails ဆိုတော့ e ဆိုတော့ဝပြောင်းမှာကွာဥတာဝရတဲ့ emails ます。အဲ့တော့ဒီတခြင်းကတကဘာလုံးမှာတီးဆိုခြင်းခံနေရပါတယ်။ဟိုရုံးခန်းနေရာတီးဆိုခဲ့တာအခုချိန်ဒီလေတီးဆိုခြင်းခံနေရစေလို့ပြောချင်တာ။နောက်တစ်ခု kanji wa chu goku ya nihonna do desu ka ima ဆိုတော့ wa ပဲပြောင်းမှာ ska wa re te imas အဲ့တော့ kanji တွေက chu goku ဆိုတဲ့တရုတ်နဲ့ နီဟွန်နာတို့ဂျပန်အစရှိတီဒီမာအဲ့ဒီနေရာတွေမှာအဲ့ဒီနိုင်ငံတွေမှာအသုံးပြုခံနေရစေဟိုရုံးကနေကဒီခန်းကြီးတွေကိုသုံးခဲ့တာအခုချိန်ထိလည်းသုံးနေကြစေပေါ့အဲ့တော့လက်ရှိချိန်ထိလုံနေကြစေဖြစ်နေကြစေဟိုမှာအလုတ်ခံနေရစေဆိုရင်ဥခမီကေတဲ့ imask ကိုသုံးမယ်ကိုကလုံမယ်ဆိုရင်တော့ bad day imask ကိုသုံးမယ်ပေါ့ဒါလေးတစ်ခုပဲထပ်ပြီးတော့မှတ်ဆရရှိပါတယ် grammar button ကတိတ်ပြီးတော့မရှိပါဘူးဒါကြောင့်မလို့ဒီနေ့တရားဒီဥခမီကေလုတ်ချင်းခံရတာတရားဥစီကနေပြုလုတ်ချင်းခံရတာဟိုမှာပြုလုတ်ခံရတဲ့သူကိုဆက် subject နေရာကရေးကျင်တဲ့ခါမျိုးမှာ ukemiki နဲ့ရေးမယ်ပေါ့ Okay ဒါလို့ဆိုရင်တော့တော်တော်လေးနားလည်မယ်လို့မျှော်လင့်ပါတယ်ဝတိရှိဒီအာတင်ပြပေးတဲ့တင်ပေးတဲ့ sharing လုပ်ပေးတယ်ပေါ့နော်အဓိကတော့တင်ပေးရဲဆိုတာလေ sharing လုပ်ပေးတယ်ဒီသင်ခန်းစာတွေကိုလိုက်ပြီးတော့နားထောင်ပါနားထောင်ပြရနဲ့မင်းနော်နေုံကောစာအုပ်ကိုသွားပြီးတော့အာ ray one တွေဖတ်ပါပြီးလို့ရှိရင်ခိုင်ဝတ်တွေဖတ်ပါပြီးရင်နောက်ဆုံး rain shoe c တွေကိုပြင်ပြန်ထက်ထက်လန်လန်ဖတ်ပါဒါဆိုလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်ရှင် Okay အဲဆိုလို့ရှိရင် な私はフリーオーディネーティニアマウェイソンデビアゼじゃあまお疲れ様でしたバイバイまたねおやすみ